ပြစ်ခတ်ရဲစဲဖို့ကြေညာပြီးမှပဲပါကစ္စတန်ဘက်ကကန်ဒါဟာပြည်နယ်မှာရှိတဲ့အာဖဂန်တပ်ဖွဲ့တွေကိုတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။အဲဒီနောက်မြို့တော်ကဘူးမှာပောက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။မိဂိုးတွေမငြိမ်းသေးခင်မှာပဲ ပါကစ္စတန်နိုင်ငံရဲ့ဝန်ကြီးဌာနကအာဖဂန်နစ္စတန်တာလီဘန်ခေါင်းဆောင်တွေနဲ့48နာရီယာယီအပြစ်ခတ်ရက်စဲဖို့သဘောတူထားတယ်လို့ကြေညာခဲ့ပါတယ်။ဒီပောက်ကွဲမှုတွေဟာစနေနေ့ကစတင်ခဲ့တဲ့နေဆက်ဖြတ်ကျော်တိုက်ပွဲတွေပိုပြီးပြင်းထန်လာတာကိုပြသနေပါတယ်။အာဖဂန်တပ်ဖွဲ့တွေကသူတို့ရဲ့နေမြေနဲ့လေပိုင်နဲ့ချိုးဖောက်မှုတွေကိုလက်တုံ့ပြန်တဲ့အနေနဲ့ပါကစ္စတန်စစ်သားတွေကိုတိုက်ခိုက်ခဲ့ပါတယ်။နှစ်ဖက်စလုံးကတော့မကြခင်ကဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ တစ်ဖက်နဲ့တစ်ဖက်စစ်သားဒါဇင်နဲ့ချီတည်ဆုံးတယ်လို့ပြောကြပါတယ်။ဒါပေမဲ့အချိန်တွေကထပ်ပြီးဆိုးရွားလာပြန်ပါတယ်။စပင်ဘော်ဒါခရိုင်မှာပါကစ္စတန်တပ်ဖွဲ့တွေကတိုက်ခိုက်မှုတွေလုပ်ခဲ့လို့အရက်သားဒါဇင်နဲ့ချီတည်ဆုံးခဲ့တယ်လို့အာဖဂန်နစ္စတန်ကပြောပါတယ်။မနေ့အစောကြီးမှာတစ်ဖက်စလုံးကပစ်ခတ်မှုတွေစတင်ခဲ့ပါတယ်။ကျွန်တော်တို့ရွာမှာဆိုရင်လက်နက်ကြီးကြီးတွေနဲ့ကြီးစံတွေလူတွေရဲ့အိမ်တွေကိုစပြီးထိမှန်ပါတယ်ကျွန်တော်တို့ရွာကကောင်းလေးတယောက်ဒဏ်ရာရခဲ့ပါတယ်ကျွန်တော်တို့တောင်းဆိုချင်တာကတော့ ကျွန်တော်တို့ပါကစ္စတန်ဆိုရနဲ့တာလီဘန်တိုက်ခိုက်ရေးသမားတွေဒီစစ်ပွဲကိုချက်ချင်းရပ်တန့်ပေးဖို့ပါပဲ။နေဆက်နှစ်ဖက်စလုံးမှာပတ်စတန်လူမျိုးတွေနေထိုင်ကြပါတယ်။မနေ့ကတည်းကလူတွေအများကြီးကျွန်တော်တို့ရွာကနေထွက်ပြေးခဲ့ကြတယ်လို့ဒေသခံတဦးကပြောပါတယ်။ဒီဖြစ်ရပ်တွေဟာအာဖဂန်တာလီဘန်တွေ၄နှစ်အကြာအာဏာသိမ်းပြီးနောက်ပိုင်းမှာ အင်းကြီးချင်းနှစ်နိုင်ငံကြားအဆိုးဆုံးအခြေအနေတွေဖြစ်နေပါတယ်။ပါကစ္စတန်ဘက်ကတော့နေဆက်ဖြတ်ကျော်တိုက်ခိုက်မှုတွေလုပ်နေတဲ့လက်နက်ကိုင်ဖွဲ့တွေကိုအာဖဂန်နစ္စတန်ကခုံလုံဝင့်ပေးထားတယ်လို့ဆိုဆွဲပါတယ်။တာလီဘန်အစိုးရကတော့ဒီဆွဆွဲချက်ကိုညှင်းဆို့ထားပါတယ်။တိုက်ပွဲတွေကြောင့်ကီလိုမီတာ2600ရှည်လျားတဲ့နေဆက်ကိုပိတ်လိုက်ရလို့နှစ်ဖက်စလုံးကပြည်သူတွေဟာပြည်လည်မှုရဖို့စောင့်နေကြရပါတယ်။ပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးဌာနကတော့အခြေအနေတွေရှုပ်ထွေးနေပေမဲ့ ပြဿနာကိုဖြေရှင်းဖို့စိတ်ရင်းမှန်နဲ့ကြိုးစားသင့်တယ်လို့ပြောပါတယ်။ယာယီအပြစ်ခတ်ရဲစဲရေးအပေါ်သတိနဲ့စောင့်ကြည့်နေကြပြီးအာဖဂန်နစ္စတန်ပါကစ္စတန်နယ်စပ်မှာနောက်ထပ်တိုက်ခိုက်မှုတွေမဖြစ်ဖို့မျှော်လင့်နေကြပါတယ်ခင်ဗျာ။